GBP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ပူတင်နဲ့ဟန်ဂရီနိုင်ငံမှာတွေ့ဆုံမဲ့စီဝေးပွဲဆိုင်းငံ့ထားမှုနဲ့ပတ်သက်ပြီးထရမ့်ကအချိန်ဖြုန်းနဲ့စီဝေးမျိုးမလို့ချင်းကြောင်းပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံကလည်းပူတင်နဲ့ထရမ့်တွေ့ဆုံမဲ့စီဝေးကမတိကျကြောင်းထုတ်ပြန်ထားပါတယ်။ အော်တိုဘားလ10ရက်နေ့ကစပြီးအပြစ်ခတ်ရက်စဲပြီးနောက်အစ္စရေးရတိုက်ခိုက်မှုကြောင့်လူ89ဦးသေဆုံးခဲ့တယ်လို့ဂါဇာကျမ်းမာရေးအာဏာပိုင်တွေကဆိုပါတယ်ဟာမတ်စ်ကစတင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်အစ္စရေးကလည်းကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တာဖြစ်တဲ့အကြောင်းအစ္စရေးကပြောကြားပြီးအပြန်အလှန်ဆွတ်ဆွဲထားကြပါတယ် I appreciate မြေရှားတတုတင်ပို့မှုကသတ္တာနဲ့ပတ်သက်ပြီးအမြန်ဆုံးဖြည့်ရှင်းဖို့တရုတ်နိုင်ငံကို EU ကုန်သွယ်ရေးကော်မရှင်နာကတောင်းဆိုလိုက်တာဖြစ်ပါတယ်တရုတ်စီးပွားရေးဝန်ကြီးကိုဘရက်ဆယ်မြို့ကိုလာရောက်ဖို့ဖိတ်ခေါ်ထားပြီးတရုတ်ဘက်ကလည်းကလန့်ချက်ကိုလက်ခံထားတယ်လို့ဆိုပါတယ် DBB နောက်ဆုံးရသတင်းတွေကို DBB TV News Facebook page မှာဆက်လက်ရှိနိုင်ပါတယ်ရှင်